ကဲမင်္ဂလာပါညီကိုတို့ကြီးမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျအော်နော်ကျွန်တော်လင်မကူရသေးဘူးဗျမင်္ဂလာပါညီကိုတို့ကြီးမင်္ဂလာပါဗျဆိုတော့ဒီနေ့ကတော့ဒါ မနေ့ကကျွန်တော် live မရှိလိုက်ဘူးပေါ့လေနော်နည်းနည်းလေးအလုတ်ရှုပ်သွားလို့ပါအဲ့တော့ဒီနေ့ကတော့ Europa League ရဲ့ဒုတိယရက်ဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ခုနှစ်ပွဲပြီးသွားပြီပေါ့လေနော် first round မှာကျွန်တော်တို့ဒါအဲ Europa League ကအခုမှစကန်တာပါနော် round 1မှာအခုမနေ့ကခုနှစ်ပွဲတော့ပြီးဆုံးသွားခဲ့ပါတယ်ဆိုတော့ဒီထဲမှာသုံးမရရှိခဲ့တာကတော့ကျွန်တော်တို့ဒါ Roma ရှိမယ် Ludogorets ရှ ma, ိမယ်နော်ပြီးရင် Freiburg ရှ ma, ိမယ် Dynamo Zagreb ရှိမယ် Sporting Braga ရှ ma, ိမယ် Braga, ma, 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 Sporting Braga, ma, ma, ဒီအသင်းတွေရှိပါတယ်ဆိုတော့ကျန်တာကတော့ Celta တို့ကတော့ဒါသေရတယ်ကျန်တာတွေကဒီ Real Betis နဲ့ Northern Forest သေနေတဲ့ လက်ရှိကတော့9ပွဲပြီးဆုံးသွားခဲ့ပြီပေါ့လေနော်အဲ့တော့ဒီနေ့ကတော့လက်ကျန်ပွဲလေးတွေဖြစ်ပါတယ်ဒါအောင်မလာလီဂါမှာလည်းဒီနေ့2ပွဲကျန်ပါတယ်နော်အသင်းကြီးဖြစ်တဲ့ဘာစီလိုနာပွဲရှိမယ်ပြီးရင်နောက်တစ်ပွဲကတော့အူဆာဆူနာပွဲလေးရှိပါမယ်ဆိုတော့နည်းနည်းလေးပွဲများတဲ့အတွက်နော်ညီကိုတို့လည်းကြည့်ရလွယ်ကူသွားအောင်ကျွန်တော်ဒီနေ့ live လေးကိုဒါ2ပွဲတပုတ်စီနှုံးနဲ့ကျွန်တော်ဒီနေ့ live လေး၅ခုနော်အခုဆက်ပြီးတော့တောက်လျှောက်ကျွန်တော်တပုတ်ပြီးတပုတ်ပေါ့နော်ဆက်ပြီးတော့၅ပုတ်တိတိဒါခွဲဝေပြီးတော့ လွှင့်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ပြီးတော့ကျွန်တော်ပါဝင်တဲ့ရွေးချယ်မှုလေးတွေတော့တခုချင်းစီရဲ့ live မှာပဲတက်ဆိုင်ရာ live day ဒီမှာပြောပေးမှာဖြစ်ပါတယ်เนาะဒီနေ့ကတော့ live လေး၅ခုလောက်တော့တီးခံပြီးတော့ကြည့်ရှုပေးပါညီကိုတို့ညီเนาะမင်္ဂလာပါဗျာဆိုထုံးစံတိုင်းလေးပဲအသေးလေးလက်မလေးเนาะတခြားတစ်ချက်လောက်ကိုညီပြီးတော့နှိပ်ပေးကြပါညီကိုတို့ဆိုတော့ဒီနေ့ကတော့ဒါအကောင်းဆုံး ဒါလေးပွဲတော့ကျွန်တော်ဆွဲထုတ်ထားပါတယ်เนาะဒါလေးကိုလေးသိန်းပေါင်းလေးအနေနဲ့ပဲကျွန်တော်တို့အသက်ဆိုင်ရာ live တွေမှာပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ live ကတော့ကျွန်တော်တို့ဒီ Lily နဲ့ brand နဲ့ပွဲပါမယ်ပြီးရင် FC Bogoros D နဲ့ Go Ahead E ရယ်เนาะဒီနှစ်ပွဲဒီနေ့ရဲ့ဒါအစောပွဲလို့လည်းပြောလို့ရတယ်ပေါ့လीเนาะအဲ့အဲ့ပွဲရဲ့နှစ်ပွဲရဲ့30ချက်လေးကိုအခုဒီ live လေးမှာပြောပြမှာဖြစ်ပါတယ်ဆိုတော့ပွဲတွေကတော့နှစ်ပွဲစလုံးဟာကျွန်တော်တို့7နှစ်ညမဆန်းတော်ကြီး7နှစ်15မှာကံမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့နှစ်ပွဲရဲ့ သုံးသက်ချက်လေးကိုကျွန်တော်တို့စလိုက်ရအောင်ညီကိုတို့ညီနော်အဲ့တော့ဒါ wine spot မှာစောင့်ခြင်းညီကိုတို့အနေနဲ့လည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုရတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိချင်လို့ပါက wine spot မြန်မာ Facebook page နဲ့သူတို့ application တို့မှာ website link ရယ် customer service call လေးကိုနေပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဗျာနော်အဲ့တော့ကျွန်တော်ဒါ go ahead eagle နဲ့ဒါ fc bucharest ပွဲရပဲကျွန်တော်စပြီးတော့ပြောပြီးမှဖြစ်ပါတယ်အဲ့တော့လက်ရှိဒီ go ahead eg အတင်းဟာသူတို့ရဲ့ netherland league မှာလည်းလက်ရှိရလက်ပိုင်းကအရန်ကြီးတော့စိုးတဲ့ပမာဏများပမာဏမှာတော့မဟုတ်ဘူးဒါပေမဲ့တေပွဲကလက်ရှိနေတာမှာ၃ပွဲပိုင်ဆိုင်ထားပြီးတော့၂ပွဲကတော့အနိုင်ရထားတယ်၂ပွဲဆက်နိုင်တာလေဒီထဲမှာနောက်ဆုံးပွဲဇိုလီတင်းကိုနိုင်တာလေ volandam အတင်းကို3-0နဲ့ clean sheet ရပြီးတော့၂ပွဲစလုံးနိုင်တာလေဆိုတော့ရှေ့မှာတော့တောက်လျှောက် over 2.5တည်းကြီးပဲ တွေ့ရတဲ့အနေအထားလေးမြင်ရတယ်ပေါ့လေနော်ဒီထဲမှာ Ajet လိုမျိုးအသင်းကိုတော့ Go Ahead EA ကတူးတူးနဲ့ကျွန်တော်တို့ဒါတည်ကြခဲ့တဲ့အနေအထားမှာလက်ရှိခြေစွမ်းကနည်းနည်းလေးတော့ကြောက်ရတဲ့နေရာမှာတော့ပါတယ်ပေါ့လေဆိုတော့ခြေစွမ်းခြေစားရှိတယ်လို့ကျွန်တော်ပြောလို့ရတဲ့အသင်းထဲမှာပါပါတယ်အဲ့တော့တစ်ပတ်က FC Bulgaria ကောလက်ရှိအနေအထားမှာဘယ်လိုရှိလဲဆိုတော့သူလည်းတည်ပွဲများတာပဲပေါ့နော်အဲ့တော့ဒီမှာက FC Bulgaria အသင်းကဒီ Europa League မှာရှိမှာအပါရင်အသင်းကိုနိုင်ပြီးတော့ရောက်လာတာဖြစ်ပါတယ်နော်အပါရင်အသင်းကိုအိမ်ခွင့်မှာတလုံးတည်ပြီး 3C နဲ့နိုင်ပါတယ်အပါရင်အိမ်ခွင့်မှာတော့2-2နဲ့ ဖွင့်ဆော်ပြီးတော့ဒါတို့တို့တည်ဓမ္မတာရခဲ့တယ်ဆိုတော့သူလည်းလက်ရှိအနေထားရနိုင်ဝဲဆိုလို့ဒါနောက်ဆုံးပြောင်းဖို့တော့ခဏပွဲမှာတပွဲသာလည်းနိုင်တာဖြစ်ပြီးတော့ရလပိုင်းအရာတော့အရန်ကြီးကောင်းမွန်တဲ့အနေထားမှာမရှိဘူးဗျ။သူတရားတော်တခုကတော့လက်ရှိ bowling to score တွေတောက်လျှောက်ဖြစ်တာတာတွေ့ရတယ်။အဲ့တော့ဒီလိုမျိုးနှစ်သိန်းထိတဲ့တွေ့ဆိုမှုမှာ go ahead eagle အသင်းဘက်ကကျွန်တော်တလုံး90ပေါင်ဖွင့်ဖွင့်ထား body wing ဖွင့်ထားပြီးတော့သုံးလုံးတည်ဆိုတော့ဂေါပေါင်းကြီးနဲ့ပေးထားပုံအရ go ahead eagle ဘက်က အဲကြည်လီနေနေပြင်းတယ်လို့တော့ရှိတယ်။သို့ပေမဲ့သုံးလုံးတည်ဖြစ်နေတဲ့အတော့တေချာတာတခုကတော့အရန်ကြီးကိုပြတ်နိုင်မဲ့ပွဲမျိုးမဟုတ်တလို့ FC Progressi အနေနဲ့လည်းဒီဘက်မှာတေချာပေါက်ကိုရမယ့်အနေထားရှိမဲ့ကိုပေါင်းဝင်ယူမျိုးဖြစ်ပါတယ်။အဲ့တော့ body ဝင်ယူကတော့အနည်းငယ်လေးအန်ဒီရဲ့များတယ်။ကျွန်တော်ထင်တော့ဒီဘက်ကနှစ်သင်းစလုံးကိုရနိုင်တဲ့အတွက်ကျွန်တော်တို့ boating to score လေးမိုက်ပါတယ်။ body ကတော့ကျွန်တော်ကတော့ရှောင်းတယ်ကိုပေါ်ပဲခြိုက်ပါတယ်။အဲ့တော့ဒီဘွဲလေးကိုကျွန်တော်ဒီနေ့ရွေးချယ်မှုထဲမှာ ဒါ go ahead ဤကဲ go ball လေးကိုကျွန်တော်တို့ဒါ၄သင်းမောင်းထဲမှာကျွန်တော်တို့ထည့်ထားပါတယ်နော်၄သင်းမောင်းထဲကတပွဲဖြစ်ပါတယ်အဲ့ဒါကတော့ go ahead ဤကဲ go ball ဖြစ်ပါတယ် okay ပါဒါတပွဲပါတော့နောက်တစ်ပွဲကကျွန်တော် lily နဲ့ brand နဲ့ပွဲလေးပြောပြမှာဖြစ်ပါတယ်နော် lily ကတစ်လုံး40ရှုံးသုံးလုံး20ရှုံးဒီမှာက go ball ကြေးရော body win ရောတော်တော်လေးပြင်းတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့တော့ lily အသင်းဟာဒီယာဒီမှာခြေစွမ်းက အဲမနစ်ကတဲ့ဆိုင်တော့လက်ရှိတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တူကန်တဲ့အသင်းတွေကလည်းအရန်ကြီးအစိတ်ရှိတဲ့အသင်းမျိုးတွေတော့မဟုတ်ဘူးဒါပေမဲ့နောက်ဆုံးပွဲမှာ Lens အသင်းကိုကျွန်တော်တို့၃ဂိုးပြန်နဲ့ရှုံးထားခြင်းဖြစ်ပါတယ်ဆိုတော့9ရက်ပွဲတွေထဲမှာကျွန်တော် Monaco အသင်းကို1-0နဲ့အိမ်ခွင့်မှာနိုင်လာတယ်။ Lorient အိမ်ခွင့်မှာကျွန်တော်1-7နဲ့ဖုတ်ထားပြီးတော့ တောလို့အသင်းကိုเนาะတူးလို့အသင်းကိုဒါ2-1နဲ့နိုင်တာတယ်ဗောလေဆိုတော့လက်ရှိအနေအထားအရ over အနှဲငယ်လေးများတယ်နောက်ဆုံးပြပတ်တော့5ဘွဲမှာ4ဘွဲဟာ over 2.5ဘွဲလေးတွေဖြစ်ခဲ့တာတွေ့ရပါတယ်အဲ့တော့ခြေစမ်းပွဲတွေမှာပြန်ကြည့်ရရင်လည်းဒေါမုံကို3-2ကိုမို3-2ဒီလိုမျိုးရလေလေးရှိတာကြောင့်တေချာတာတစ်ခုကတော့ lively ဟာအရင်လိုမျိုးခံစပိုင်းအသားပေးတဲ့ lively တော့မဟုတ်တော့ဘူးဗောလေနော်ဆိုတော့တေချာတာတစ်ခုကတော့တလုံး90ရှုံး body ဝင်ရိုးပေးထားတာဖြစ်တဲ့အတွက် lively ဘက်က individual over 1.5ဖြစ်နိုင်တယ်ပြောချင်တာ lively တေချာပေါက် out tip နှလုံး ရနိုင်တဲ့အနေအထားပေါ့နော်တလုံးအထက်မှာလိုင်လီဘက်ကကြီးပဲမြင်ရမယ့်အနေအထားလေးတွေ့ရပါတယ်ဆိုတော့တစ်ဖက်ကအသင်းဒီ brand အသင်းကိုပြန်ကြည့်ရရင်နောက်ဆုံးပြန်မလို့9ပွဲဆက် over 2.5ဖြစ်ထားပါတယ်အဲ့တော့တို့ဒီ Norway လိမာလေးလက်ရှိရလက်ပိုင်းကတော်လီတည်ငိမ့်တယ်လို့ဒီအသင်းကတော့ဒီလက်ရှိဒီ brand အသင်းက Europa League မှာ AEK လာနာကအသင်းကိုနိုင်ပြီးတော့နှစ်ကြော်လုံးနိုင်ပြီးတော့ဒီမှာเนาะတက်လာတာဖြစ်ပါတယ်เนาะ 4C 2-1နဲ့ဆိုတော့လက်ရှိ brand ရဲ့တိုက်စစ်ကလည်းเนาะသွားပြီး short တော့လို့တော့မရဘူးဒါပေမဲ့တခုရှိတာက Lily အိမ်ကွင်းမှာတော့ brand ကနည်းနည်းလေး တိုင်ပတ်နိုင်နေဗျတို့ပဲမယ်လို့သလုံး40ရှုံးမှသလုံး20ရှုံးဖြစ်နေတော့ကျွန်တော်တို့ကြောက်စရာကျွန်တော်တို့21တစ်ပေါက်လောက်ပဲရှိမယ်လို့ယူဆတယ်ကျွန်တော်တို့ရဲ့ brand ရဲ့လက်ရှိတိုက်စစ်ပုံအရ likely တကြပါကိုပေးရမယ်အနေအထားမျိုးဖြစ်ပါတယ်နော်အဲ့တော့သုံးလုံးမှ20ဆိုတော့20လောက်တော့ရင်းရနေတာကြောင့်ကျွန်တော်ဒီပွဲလေးလဲကိုဘော်ပဲကြိုက်ပါတယ်တို့ပဲမယ်ဒီပွဲကတော့ကျွန်တော်ရွေးချယ်မှုလဲတော့မထည်ထားပါဘူးနော်ရွေးတယ်လဲတော့မပါပါဘူးလေးသိန်းပေါင်းလဲလဲမပါပါဘူးဆိုတော့ဒီပွဲကတော့ကျွန်တော်သုံးသက်ချက်ပြောပြခြင်းသာ ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ဒီ live ထဲမှာတော့ကျွန်တော်နှစ်ပွဲပဲပြောပါရယ် go ahead eagle go ball လေးကိုကျွန်တော်မောင်းထဲမှာထည့်ထားပြီးတော့ lily နဲ့ brian ရဲ့သုံးသက်ချက်လေးပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဒီနေ့ကတော့ live လေး၅ခုရှိမယ်ပေါ့လေအားလုံးပေါင်း10ပွဲကိုကျွန်တော် live တစ်ခုမှာနှစ်ပွဲစီလေးကျွန်တော်ခွဲခွဲပြီးတော့เนาะခေါင်းစဉ်လေးတွေနဲ့ caption လေးတွေနဲ့ပြောပေးမှာဖြစ်ပါတယ်เนาะခွဲကြည့်လို့အဆင်ပြေအောင်လို့ပါ Okay ပါဆိုတော့ကျွန်တော်ဒီ live လေးကိုနားပြီးတော့ now live တွေမှာကျွန်တော် Aston Villa နဲ့ Bologna ပွဲပြောမယ် Ferran Cavrosi နဲ့ Victor ဒီ Pazan ပွဲပေါ့เนาะ Victoria Pazan ပွဲလေးပြောပေါ့မှာအဲ့ဒီထဲမှာလည်းကျွန်တော်တို့၄သင်းမောင်းနဲ့ကတပွဲလေးပါပါတယ် Okay ပါဆိုတော့ဒီ live လေးကိုလည်းဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းဒီကြိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညနေပါ